ငလျင်တန်းကြောင့်ပျော်ရွှင်ဆုံးရှုံးမှုတွေများတဲ့မြို့တွေထဲမှာကျွန်တော်တို့ပြည်ပွဲမြို့တွေတစ်ခုအပါဝင်ဖြစ်ပါတယ်။တည်ဆုံးသူလူဦးရေလည်းပဲယနေ့အချိန်တည်ဆိုရင်တရားအကျော်ဘက်မှာရှိနေတာဖြစ်ပါတယ်။ဒါတော့မှကျွန်တော်တို့ CND ကြမသိရသေးပါဘူး။လူငယ်ပရိုက်တာအသင်းနေအနေနဲ့ပျက်စီးမှုများတဲ့မြို့ပေါ်မှာကုညီကယ်ဆယ်ရေးရေကိုပူပေါင်းဆောင်ရွက်မှုတွေလှုပ်ရှင်ပေးမယ်လို့လက်ရှိရပိုင်အတွင်းမှာပဲစစ်မှုထမ်းဥပဒေအရစစ်သားစုဆောင်မှုတွေရှော့ဆွဲတာတွေကအများအားဖြစ်လို့ဖြစ်နေတဲ့အခါကျတော့ကျွန်တော်တို့ လူငယ်ပရိုက်တက်အသင်းအဖွဲ့တွေအနေနဲ့ကုညီဆောင်ရွက်ပေးဖို့အမတန်ခက်ခဲနေပါတယ်။ဒါကြောင့်မလို့ယခုလက်ရှိငလျင်တန်ခန်းစားနေရတဲ့ကာလလေးအတွင်းမှာဒီစမှုတန်ဥပဒေရဆက်သားစုဆောင်မှုကိုယာယီသဘောမျိုးဖြစ်ဖြစ်ကျဆိုင်ပေးစီချင်ပါတယ်ဒါမှသာကျွန်တော်တို့လူငယ်ပရိုက်တဲ့အသင်းအဖွဲ့တွေအနေနဲ့ယခုလက်ရှိသက်ဆိုင်ရာမြူသက်တပ်ဖွဲ့တွေနဲ့ရောမြို့ပေါ်ကျွမ်းကျင်ကေဆော်ရေးအဖွဲ့တွေနဲ့ပါပူးပေါင်းပြီးတော့ဒီဒေသပြည်သူတွေခံစားနေရတဲ့ ဒုက္ခတွေကိုပူပေါင်းပြီးတော့ကယ်ဆယ်နိုင်မှာဖြစ်ပါတယ်။ယခုဆိုလို့ရှိရင်မြို့ပေါ်မှာကယ်ဆယ်ရေးအင်အားတွေအမတန်နည်းနေတဲ့အတွက်ကြောင့်မို့လို့ပြည့်စည်နေတဲ့အရာတွေကိုလည်းမရှင်းလင်းပေးနိုင်တယ်လို့တချို့ရုပ်လောင်းနေဆိုလို့ရှိရင်ဒီပေါ်ပေါ်ယူနိုင်တဲ့အနေအထားမရှိတဲ့အတွက်ယခုအချိန်မှာအနန္တသိုးတွေတောင်ထွက်တဲ့အနေအထားတွေဖြစ်နေတယ်ဆိုတာကျွန်တော်လက်တွေ့ဖြစ်ပါတယ်။ဒါကြောင့်မို့လို့ယာယီသဘောမျိုးကျွန်တော်တို့လူငယ်ပရိုက်တဲ့အသင်းတွေရောတခြားပရိုက်တဲ့အသင်းအဖွဲ့တွေရောလွတ်လပ်စွာဒီ ကူညီကြစေရဆောင်ရွက်ပေးနိုင်ဖို့တက်ဆိုင်ရာအာဏာပိုင်များအနေနဲ့စစ်မှုထမ်းဥပဒေအရစစ်သားစုဆောင်ခြင်းတွေကိုရာရဲဆိုင်ပေးထားစီလိုပါကြောင်းဒေသပြည်သူပြည်ထောင်စုလူငယ်တွေအနေနဲ့ပြောချင်တာဖြစ်ပါတယ်ခင်ဗျ။